ဘယ်အသားရရရိုက်လို့ရလာဆိုတော့ဘယ်အသားမှအာအသားတန်းကိုဆိုပြီးရိုက်လို့မရဘူးပေါ့နော်ဒီ supplementation ရိုက်တဲ့အခါမှာအခုဒီမေးထားတဲ့မေးခွန်းလေးကိုဆိုဒီနေ့ဖြည့်ပြီးလိုက်မယ်အာ supplementation ဒီဆိုတော့ t-shirt တန်းကိုရိုက်လို့မရဘူးပေါ့နော် t-shirt အသားတန်းကိုလည်းဆိုတော့ရိုက်ရရိုက်လို့အဆင်မပြေနိုင်ဘူးဘလို့အသားတွေရိုက်လို့ရတယ်ဆိုရင်ဆိုဒီနေ့ဒါလေးကိုအာ sharing လုပ်ပေးသွားမယ်ဒါလေးကိုဖြည့်ပေးသွားမယ်ပေါ့နော် ဒီစားရည်ဒီ TikTok မှာဆိုရင်မေးချင်တဲ့မိကုံးလေးတွေကိုကျွန်တော်မေးထားလို့ရပါတယ်။ဘယ်အသားရိုက်ရိုက်ရိုက်လို့မရဘူး။ဒါမဲ့ဒီမှာဒါလေးဒါနမူနာပြပေးမယ်။ဒီအင်ကြီးဆိုရင်ဒါဒီကျွန်တော် supplementation ရိုက်ထားတာပါ။ဒါဆိုရင်လုံးဝကိုဒါဆိုရင် supplementation ရိုက်ထားတယ်။ color တော်တော်လေးကိုလှတယ်ပေါ့နော်။ပြီးနောက်တစ်ခုဒီလို color လှမှုဒီအသားတိုင်းမရဘူးပေါ့နော်။ပြီးနောက်တစ်ခုဒီမှာကျွန်တော်ဒါဒီဘောလုံး jersey နောက်ကျော် number ကိုကျွန်တော်ဒါ supplementation နဲ့ရိုက်ထားတာပေါ့နော်။ဒါဆိုနာမည်ဒီနောက်မှာဆိုကျွန်တော် number ပေါ့နော်။ ဒါဆိုတော့ supplementation နဲ့ရိုက်ထားတာဒါပေမဲ့ t-shirt အသားလေးမှာဆိုရင်တို့ဒီရိုက်ရမယ့်အသားမျိုးစားရှိရဲအဲ့ဒါဘာလဲဆိုတော့ nylon ပါချီ nylon အသားနဲ့ water ဆိုပြီးတော့နော်ပချံအသားလေးမှာတို့ရိုက်လို့မရဘူးလားဆိုတော့ရိုက်လို့မရတယ်ဒါပေမဲ့ color တွေ ကိုလိုချင်တဲ့ကာလာကိုမရရဘူးနောက်တစ်ခုနှိရှိခံတာရေရှိခံတာတွေအာမဖြစ်နိုင်ဘူးเนาะဒီလိုမျိုးအဲဒါဆိုရင်နိုင်လွန်သားပေါ့เนาะနိုင်လွန်သားပါတဲ့အင်ဂျီပေါ့နိုင်လွန်သားချိနိုင်လွန်သားရရတယ်နောက်တစ်ခုဝါသားအဲ့လိုအင်ဂျီပေါ်တယ်ပေါ့ဆိုရင်ကာလာချင်းเนี่ย ကိုလိုချင်တဲ့ကာလာကိုရရဲ့ဒီကူကနှစ်ရှည်ခံတယ်ကိုကြက်တလောက်ရောအယောင်ကြတာချင်းမရှိဘူးပေါ့နော်အဲ့ဒီမျိုးရိုက်ရရဲ့နောက်တစ်ခုကဆပ်ပလီမေးရှင်းကဘယ်လိုနေရာတွေမှာထိရိုက်တယ်လဲဆိုဆပ်ပလီမေးရှင်းကုန်တင်ပါတဲ့ပစ္စည်းမှန်တယ်များကိုတို့ရိုက်တယ်ဥပမာအခွက်တို့ရေဘူးတို့တို့ဒီတိုင်ကက်နိုင်ကြီးတွေအဲ့ဒီမျိုးပါမယ်ပေါ့နော်ပြီးနောက်တစ်ခုကတို့ခရစ်စတယ်ပြားတွေစုစုစိတ်ပြားတွေအဲ့ဒါတွေဆိုရင်တော့ဒီဆပ်ပလီမေးရှင်းရိုက်ရဲ့အာဒီလိုကုန်တင်ပါတဲ့ပစ္စည်းမှန်တယ်များကိုတို့ရိုက်ရတယ်ပေါ့နော်ဒါပေမဲ့ အဲခုနကတခုပြောတာပြောဖို့ကြံတာဟာဒီမျိုးတီးရှပ်တွေကိုသူတို့ရိုက်မယ်ဆိုရင်ခုနကပြောတဲ့အသားအပြင်ကိုမှသူ့ကိုဒီကာလာအယောင်အမှုပေါ်မှာသူတို့ရိုက်ရတယ်ဗောနော်ရောင်အမှုပေါ်မှာရိုက်ရတယ်နောက်တစ်ခုအယောင်အမှုဆိုတာဘယ်လိုမျိုးပြောရလဲဆိုတော့အဖြူရောင်လည်းအဖြူရောင်လို့ပန်းနုရောင်လို့အပြာအမှုရောင်လို့အဲ့လိုအပေါ်မှာရိုက်ရင်နော် ရိုက်ရတာပေါ့တခြားအရာအရေးပေါ်မှာဆိုရင်ဆာမီမေရှင်ကမထင်ဘူးပေါ့နော်သူ့ကိုရိုက်တဲ့နေရာမှာတော့ DDR တွေက DDR ရိုက်တယ်နဲ့ဆာမီမေရှင်ရိုက်တယ်နဲ့မတူဘူး DDR ကကြောက်ရမ်းလွယ်တယ် error ဖြစ်တာနည်းလိမ့်မယ်ဒါပေမဲ့ဆာမီမေရှင်ရိုက်တဲ့အခါမှာတော့ delay ထားရမယ်အချက်တွေကအများကြီးရှိရဲ့အာသူ့ကိုတခါလေကြာရင်ကိုလိုချင်တဲ့ကာလာရဖို့ကိုကိုရိုက်တက်ပြီးတော့အထာကို ုံစံတိမာပေါ့နော်ပြောမဆိုတော့ဒါကတော့ကျွမ်းကျင်တဲ့လူတွေကိစ္စမရှိဘူးတချို့ကအခုမှစလို့ရယ်ဆိုသတိထားရမယ့်အချက်တွေအများကြီးရှိပါတယ်ပေါ့နော်ဈာစီမှာအခုဒါတန်တန်းလေးရှိတယ်သရုံးမွေးမြန်တန်တန်းဆိုရင်ဒူနန်းကြီးအထူးကျင်၅သိန်းကိုမှတို့အခုဒီငားရောက်ကိုတသိန်းခွဲနဲ့တို့ပေးထားတယ်ပေါ့နော်တန်တန်းအဲ့လိုရပါသေးတယ်စီယန်းဒီနောက်ဆုံးပေါ့နော်လုံးမ၁၀ရက်နောက်ဆုံးအပ်ပြီးပါတန်တန်းဒီလုံးမ၂၀ရက်နေစမယ်ပေါ့နော်တို့အထူးကျင်းနဲ့လည်းအဲ့လိုရတယ်ဈာစီမှာ supplementation ဒီဒီအဲ့ရောနောက်တစ်ခုကတို့ဒီဒီဇိုင်းမိုင်းလေးပါပါမယ်ပေါ့နော်အရန်တန်တယ်အရန်တန်တယ်လုံး